Hello မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာကွန်ပျူတာနဲ့ပရင်တာနဲ့ချိတ်ဆက်ပြီး print ထုတ်တဲ့နည်းကိုအသေးစိတ်ပြောပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော်ကွန်ပျူတာနဲ့ပရင်တာနဲ့ချိတ်ဆက်ဖို့အရင်ဦးဆုံး printer driver ကိုအရင်တောင်းရပါမယ် printer driver ကိုတောင်းတဲ့အခါမှာမိမိ printer ရဲ့ model ကိုအရင်သိထားရပါမယ်။ကျွန်တော် printer က Asun F4160 ဖြစ်ပါတယ်။ဒါဆိုရင်စက်ဘာမှာ Asun F4160 driver download လို့ရိုက်ထည့်ပြီး enter ခောက်လိုက်ပါ။ဒီမှာ website များကြီးကျလာပါတယ်။မိမိကြိုက်တဲ့ website ကိုတောင်းပါ။တရားဝင် website ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ဒီ website ကိုနှိပ်လိုက်ပါမယ်။ပြီးရင် အပေါ်ကိုဆွဲတင်ပါမယ်။ဒီနေရာမှာ64 bit နဲ့32 bit ရှိပါတယ်။ကျွန်တော်ကွန်ပျူတာက64 bit ဖြစ်လို့ဒီဟာကိုဒေါင်းလိုက်ပါမယ်။ဒေါင်းလုပ်ပြီးသွားပြီဆိုရင်ပရင်တာနဲ့ချိန်ဖို့ဒေါင်းထားတဲ့ driver ကိုမောင်းပေးရပါမယ်။ Rikalinate. Eminitridanepuin. Yaskunate. Ukinate. Okay Ukitanate. Okay Agrigo Manchipibi in Ukinate. Okay ဒီနေရာမှာပရိနာကိုနှက်ဝော့နဲ့ချိန်မလား USB ကျိုးနဲ့ချိန်မလားရွေးခိုင်းပါတယ် USB ကိုရွေးပေးလိုက်ပါ OK နေပြီးရင်ကွန်ပျူတာကိုပရိနာရဲ့ USB ကျိုးနဲ့ထိုးလိုက်ပါဒါဆိုရင်ပရိနာရဲ့ driver install လုပ်လို့ပြီးသွားပါပြီ driver ပုံမပေါ်စစ်ဖို့ setting ထဲဝင်လိုက်ပါမယ် start button ကိုနှိပ် စေတင်ကိုနေဒီဘိုက်ကိုနေပရင်တာအန်စကန်နာကိုနေဒီမှာမပေါ်သေးရင်အက်အာပရင်တာကိုတစ်ချက်နှိပ်လိုက်ပါโอเคอินสตอลလုပ်ထားတဲ့ပရင်တာ driver ဒီမှာပေါ်ပါပြီ။ ဒါဆိုရင် ပရင်ထုတ်ကြည့်ရအောင်။ Word ထဲက file တစ်ခုခုကိုပရင်ထုတ်ကြည့်ပါမယ်။ကျွန်တော်ဒီဟာကို ထုတ်ပြပါမယ်။ပရင်ထုတ်ဖို့ file ကိုနှိပ်လိုက်ပါ။ပြီးရင်ပရင်ကိုနှိပ် ဒီနေရာမှာစာရွက်ဘလောက်ထုတ်မလဲရွေးပေးလို့ရပါတယ်။ပြီးရင်စာရွက်ထုတ်ဖို့ print ကိုနှိပ်လိုက်ပါ။ printer ကလည်းစာရွက်ထုတ်နေပါပြီ။ဒါဆိုရင်မိမိကိုယ်တိုင် printer driver install လုပ်တာနဲ့ print ထုတ်တာလုပ်တတ်သွားပြီဖြစ်ပါတယ်။မရှင်းလဲတာဒါမှမဟုတ်ပြည်စင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်အားလုံးအဆင်ပြေကြပါစေဗျာ